အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်ဒီအားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့စနေနေ့မှာဒါဥရောပရဲ့ထိပ်တန်းပွဲတွေကန်နေဆိုတော့ကျွန်တော် Premier League ကဒါဘယ်လိုပြောမလဲ Manchester City ကန်နေ Arsenal ကန်နေ Champions League ဝင်ခွင့်အတွက်အပြိုင်လုနေတဲ့ Forest တို့ Aston Villa တို့ကန်လို့ဥရောပဘက်မှာ Bayern Munich တို့ Bayer Leverkusen အပါဝင် နောက် Borussia Dortmund တစ်ချိန်တည်းမှာပဲဂျာချန်ပီယံရှစ်ပွဲတွေနဲ့အတူ La Liga ဘက်မှာလည်း FC Barcelona ပွဲကန့်နေဆို Barcelona ကချန်ပီယံလိပထမအကြိုမှာ Borussia Dortmund ကိုသူတို့၄ဂိုးပြတ်နဲ့နိုင်ထားတယ်ဆိုသူတို့အတွက်က La Liga ကသူတို့ရဲ့အဓိကပွဲစဉ်ဖြစ်တယ်ဆို La Liga မှာအစောပိုင်းပွဲတွေအားလုံးမှာဒီနေ့တိုက်ဆိုင်သွားတဲ့ပဲစနေနေ့ကံမြပွဲတွေအားလုံးဟာအဝေးကွင်းတွေအကုန်လုံးနိုင်တာဆိုစီတက်ကွင်းမှာမာယော့ကာနိုင်သွားတယ်ဂက်တာဖေးကွင်းမှာ လက်စပါမားနိုင်တယ်ဆယ်တာဗီကိုကွဲမှာအက်စပန်ယိုနိုင်ပြီးတော့ဘာစလိုနာကဒါလက်ဂနက်စ်နဲ့ခံရတယ်အမှန်တိုင်းပြောရင်တော့လက်ဂနက်စ်ကဘာစလိုနာကိုဒီနေ့တော်တော်လေးဒုက္ခပေးနိုင်သူလုံးတက်ကင်တက်ပြီးတော့ဒါဂိုးသွေးမသေးကြလို့ဒါဘာစလိုနာတော်တော်လေးကံကောင်းသွားတာအမှန်တမ်းပြောရင်ဘာစလိုနာပထမပိုင်းမှာရောကစားပုံတော်တော်လေးဆိုးတယ်ဒုတိယပိုင်းမှာလည်းမေမေရရအခွင့်အရေးမရခဲ့ဘူးအဓိကတော့ Champion League ပွဲပန်းတာလဲဆိုင်လို့ဘာစလိုနာရဲ့ဂိုးသွင်းခွင့်ကအပိုင်ခွင့်ရေးအလောက်ကြီးမရဘူး Ferran Torres ဝင်လာတဲ့အချိန်မှာတစ်ချိန်လန့်ကန်ရတဲ့တလုံးရှိတယ်။နောက် Fermin Lopez အပိုင်တလုံးကန်ရတယ်၊ Patrick ကန်ရတယ်။ဒါပေမဲ့တပွဲလုံးမှာ Leganes ခံစစ်ကိုမဖောက်နိုင်ဘူး။ Leganes ကိုယ်တိုင်ကလည်းပွဲပြီးကန်ဒီမှာအပိုင်ချက်စီပဲ Juan Cruz ပို့လိုက်တဲ့တလုံးဆိုရင်အပိုင်ကန်အပိုင်ပိတ်ရတာ။အဲ့အလုံးရဲ့နောက် offside ဖြစ်ပြီးတော့ goal သွားတဲ့ခေါင်းတိုက်ကိုတကူပါဝင် Leganes က ဘာဆိုနာကိုတော်တော်လေးဒုက္ခပေးတယ်။ဇယားအောက်ကအသင်းဖြစ်နေတဲ့အချိန်အောင်ဒီနေ့ပွဲမှာဘာဆိုနာတော်တော်လေးဒုက္ခပေးလို့ဘာဆိုနာကအခုဟန်စီဖစ်ကဒီပွဲမှာအပြောင်းလဲအချို့လုပ်တယ်။ဆိုတော့ခန်စစ်ကရော်နယ်အာရူဟိုကိုဒါဘလူးနဲ့ဆိုကြီးဂျာရမ်ဒီဘလူးပြောမလဲအင်ဒီဂိုမာတီနက်စ်နဲ့တွဲပြီးတော့ဘယ်ဒေးနဲ့ခွန်ဒေးကစားတယ်။ကိုယ်လေကဘက်ထရီနဲ့အဲရီကာစီယာထားပြီးတော့မှရာဖင်ညာရဲ့ဖမင်းရဲ့နောက်တစ်ဖက်ကယမားကိုအထောင်တိုက်စစ်မှုလီဗန်ဒေါစကီထားတယ်။ဒါပေမဲ့ပထမပိုင်းပြီးကန်ဒီမှာ belting injury ဖြစ်သွားလို့ Jerome Martin ဝင်လာတယ်ဒုတိယပိုင်းမှာတော့ Barcelona က Eric Garcia ကိုနောက်ပို့ပြီးတော့ဒါ Ronald Araujo ကိုထုတ်ပြီးတော့ဒါဒီအောင်ကကွင်းလေကိုပြောင်းဝင်လာတယ်ဒီအောင်ဝင်လာတဲ့အချိန်မှာ Barcelona ကွင်းလေတော်တော်လေးကောင်းတယ်အဲ့ကစပြီးတော့သူတို့လုတ်တက်ကင်တက်တဲ့နောက်ပိုင်းမှာ Fran Torres က Lewandowski နောက် Gavi က Fermin Lopez နဲ့ Kubasi က Eric Garcia Barcelona ကပွဲကိုထိန်းချုပ်ပြီးတော့ ဂိုးရနိုင်တဲ့ chance တော့ create လုပ်တိုင်းကြီးမရှိပေမဲ့ဒါဂိုးမပေးရဖို့အတွက်အကျိတ်နဲ့ကစားရင်းနဲ့ဒါပထမပိုင်းဒုတိယပိုင်းပေါ့လေဒါဒုတိယပိုင်းမှာဘာဆိုနာအတွက်ဥဆောင်ဂိုးကိုယမားပို့လိုက်တဲ့ cross ယမားမို့ Rafinha ပို့တဲ့ cross ကတော်တော်လေးကောင်းတယ် area တွေမှာ Lewandowski ရှိပို့ရင်းနဲ့ဟိုဘက်ကမထင်မှတ်ပဲနဲ့ Hoke Sanesca အုံကိုတွင်းလိုက်ပြီးတော့အဲ့တလုံးနဲ့ပဲ အာဖာအိုက်တာမှာတလုံးမှာတလုံးနေပဲဘာဆိုနာလဲမှန်တိုင်းပြေဘာဆိုနာပေးတက်တည်ဆိုပူဆိုးမှာပေါ့ဒီနေ့ပွဲမှာဆိုရင်ဘာမှထူးထူးခြားခြားမလုပ်ပြနိုင်ဘူးသူတို့ကိုယ်တိုင်လည်းယုံကြည်မှုပျောက်ဆုံးနေပြီးတော့ဒါပွဲပန်းနေတဲ့ပုံပေါ့လေဒါနောက်ပိုင်းမှာပွင့်လာတဲ့အခွင့်အရေးတွေကြောင့်ဒါ HG က 1. ဒါ190အစောပိုင်းတော့ဆို 1. 0.00ဆိုတာကြီးပဲနှစ်သိန်းလုံးတော်တော်ဒါဘာဆိုနာအတွက်တလုံးတည်းသောဂိုးကိုအုံဂိုးဖြစ်သွားတဲ့ကြောင့် FC ဘာဆိုနာကအခုဒီပွဲနိုင်လိုက်တဲ့အတွက်လာလီဂါမှာသူတို့အခုလောလောဆယ်စုစုပေါင်းနိုင်ပွဲကဘယ်လိုပြောမလဲဆိုဘာဆိုနာအတွက် တော်တော်လေးအခြေအနေကောင်းသွားတယ်ဆိုလက်ရှိနေထားရဟန်စီဖလစ်အသင်းကတော့ဒါလာလီဂါချန်ပီယံဆူဖလာအတွက်တော်တော်လေးကိုအခြေအနေကောင်းလာပြီအခုလက်ရှိနေထားရဆိုရင်ဘာဆိုနာက32ပွဲမှာ22ပွဲနိုင်၄ပွဲတီး၅ပွဲရှုံး ဂိုဒင်ဖရန့်55ကိုသွင်းပြီးတော့ရမှတ်80ရီယယ်မက်ဒရစ်ကိုတပွဲပို့ထားပြီးတော့ခုနမှတ်ဖြတ်လိုက်တယ်။ဒီဟာကဘာစလိုနာအတွက်တကယ်ကိုအရေးကြီးတဲ့တန်ဖိုးရှိတဲ့နိုင်ပွဲရရှိခဲ့ပြီးတော့အခုလက်ရှိမှာဘာစလိုနာအသင်းကရှေ့တစ်ပတ်မှာဆိုသူတို့ဆယ်တာပီကိုနဲ့ကမ်းရမယ်။ဒါပေမဲ့ဒီပွဲမတိုင်ခင်မှာပေါ့ဒီပွဲအပြီးမှာသူတို့ချန်ပီယံလိပွဲအတွက်လည်းဒါယုံကြည်မှုအများကြီးရသွားတယ်။ဆိုတော့ဂျာမန်ဘက်မှာဘူရီရှက်ဒိုမန်က ဒါဘယ်လိုပြောမလဲဆိုတော့ဒါအဝေးကွက်မှာဘိုင်းမြူနစ်ကိုတူးတူးတေကန်လိုက်တယ်ဘိုင်းကလည်းအစောပိုင်းတုန်းကလီဗာပူးဆင်တေကြတာကိုအသုံးချတယ်ဘိုင်းမြူနစ်ကိုယ်တိုင်ကလည်းအမှန်တမ်းပြောရင်ခြေချနေတယ်လူတွေမရှိဘူးဒါဒေါ်မန်က ဘယ်လိုပြောမလဲဒါဘာရီယာရဲ့ဥဆောင်ကိုတွင်းပြီးတော့မှဂရယ်ရိုနဲ့ဂနာပရီတကူးစီတွင်းပြီးတော့မှဟိုဘက်ကအန်တန်တကူးပြန်ချေလို့တူတူတေးကြတဲ့အချိန်မှာအစောပိုင်းလီဗာပူးစင်ကတေးကြတော့ဘွန်ဒစီကာကအခုလောဆယ်မှာဘိုင်ယန်မြူနစ်က6မှတ်ဖြတ်ထားတယ်ပွဲက9ပွဲပဲကျန်တော့တယ်ဒါအီတလီစီးရီးရဲ့ဘက်မှာတော့ဒါဖီယာရီများနေတဲ့ဂျူဗန်တက်စ်ကအင်ကွဲမှာလက်ချီကို2-1နဲ့အဲ့လက်ချီကတော့သူတို့ကိုကိုပါဒရီစီမီဖိုင်နယ်မှာအနိုင်ရကိုပါအီတလီစီမီဖိုင်နယ်မှာအနိုင်ရသွားတယ် စီစီမီမို့ကွာတာမှာအနိုင်ရသွားတဲ့အသင်းဒါဂျူဗီကနိုင်ပွဲရပြီးတော့အင်တာမီလန်ကလည်းအိမ်ကွဲမှာဒါ၃ဂိုးတကိုးနဲ့ဒါဘယ်လိုပြောမလဲခက်လီယာဂီကိုနိုင်တော့အခုလက်ရှိစီးရီးမှာတော့အင်တာမီလန်ကဒါနာပိုလီကိုသူတို့6မှတ်ဖြတ်ထားတယ်သူတို့တော့တပွဲပိုကစားတာဗောလေဆိုတော့အခုလောလောဆယ်အနေထားရတော့ဘာဆိုနာအတွက်တော့တကယ်ကိုတန်ဖိုးရှိတဲ့အဖိုးတန်နိုင်ပွဲရပြီးတော့ဟန်စီဖလစ်အတွက် ဖလားသုံးလုံးအိမ်မက်ဆက်ပြီးမနိုင်စေဖြစ်တယ်။ကစားပုံအကောင်းဆုံးပုံစံမဟုတ်တီတိုင်အောင်အဝေးခွင်မှာနောက်ထပ်နိုင်ပွဲဒါအခုပြိုင်ပွဲဆုံးမှာ၈ပွဲဆက်တိုက်သူတို့အဝေးခွင်မှာနိုင်ပွဲရရှိသွားတာ။ Getafe ကိုတည်ကြတဲ့2025အစောပိုင်း2024ထင်တယ်သူပြန်စားတဲ့အချိန်နောက်ပိုင်းမှာအခုအဝေးခွင်၈ပွဲဆက်တိုက်ပြိုင်ပွဲဆုံးနိုင်ပွဲနဲ့ဒူစရားထိတ်မှာ9မှတ်ဖြတ်လိုက်နိုင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။